ကာဗာကမြောင်ဒီတာစီလူသားချင်းစာနာမှုအကူအညီတွေတည်ဆောင်လာတဲ့နိုင်ငံတကာလေအုပ်စုကိုအစ္စရေးစစ်တပ်ကကြားပြတ်တားဆီးပြီးတဲ့နောက်နိုင်ငံတကာရဲ့ပြည်ထောင်နေရှုပ်ချောက်မှုတွေရင်ဆိုင်နေရပါတယ်။လေ40နီးပါးပါဝင်တဲ့အကူအညီပေးရေးလေအုပ်စုကိုတားဆီးခဲ့ပြီးစီရင်လူမျိုးရာဒီဥဒုဆိုင်ရာတက်ကြွလှုပ်ရှားသူရီတာတန်ပတ်ပါဝင်နိုင်ငံတကာတက်ကြွလှုပ်ရှားသူ450ကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ဒီဖမ်းဆီးမှုပေါ်တုံ့ပြန်တဲ့အနေနဲ့ဥရောပတော်ဝန်ကမြို့ကြီးတွေမှာဒေါသထွက်နေတဲ့ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပါတယ်။ ာစီလိုနာမြို့မှာတော့ဆန္ဒပြသူတွေဟာအစ္စရေးရဲ့ဂါဇာတိုက်ခိုက်မှုကိုပူပေါင်းကြံစီတယ်လို့ဆွဆွဲပြီး Starbucks နဲ့ Burger King တို့လိုအမေရိကန်အမှတ်တရစားတောက်ဆိုင်တွေရဲ့ print box တွေကိုရိုက်ခွဲစီးပြန်ခဲ့ကြပါတယ်။အီတလီနိုင်ငံမှာလည်းကျောင်းသားတွေဟာမီလန်နဲ့ရောမမြို့ကတက္ကသိုလ်တွေကိုသိမ်းပိုက်ခဲ့ပြီးဘိုလိုညာတက္ကသိုလ်ကိုကားတရာတွေနဲ့ပိတ်ဆို့ခဲ့ကြပါတယ်။အီတလီတပ်မကများကတော့တနိုင်ငံလုံးအထူးတွေသပိတ်မောက်ဖို့တောင်းဆိုခဲ့ပါတယ်။နိုင်ငံတကာကောင်းဆောင်တွေကလည်းအစ္စရေးရဲ့လုပ်ရက်ကိုပြင်းထန်စွာဝေဖန်ခဲ့ကြပါတယ်။တူရကီသမ္မတအာဒူဂန်က ဒီလောက်ရဟာလူမိုက်ဆန်တဲ့လောက်ရဖြစ်တယ်လို့ရှုတ်ချခဲ့ပြီးတောင်အာဖရိကသမ္မတဂျာမာဖိုဆာကလည်းဖန်စီထားတဲ့တောင်အာဖရိကနိုင်ငံသားတွေကိုချက်ချင်းပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဖန်စီခံထားရတဲ့တကြွလှုပ်ရှားသူတွေကတော့အစ္စရေးကလာမယ့်တနင်္လာနေ့အင်ကာနေ့တွေမှာလေရည်ရည်ဥရောပမျိုးတွေကိုချာတာလီယံတွေနဲ့ပြန်ပို့ဝယ်ရှိတယ်လို့အီတလီနိုင်ငံသားဝင်ကြီးကပြောပါတယ်။ဒီလေအုပ်စုကနှစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ဆွေပွဲကြောင့်ပြည်စည်းရေကြာကဂါဇာဒေသခံတွေအတွက်စေဝါနဲ့စားနပ်ရိက္ခာတွေတည်ဆောင်းလာတာဖြစ်ပါတယ်။ အစ္စရေးကတော့ဒီလေအုပ်စုဟာတရားဝင်ပိတ်ဆို့ထားတာကိုချိုးဖောက်ပြီးတိုက်ပွဲဖြစ်ပွားရာဇုန်내ကိုဝင်ရောက်ဖို့ကြိုးပမ်းတာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ဒီဖြစ်ရဲ့ကြောင့်ကာဇာပရီပခါရဲ့လူသားချင်းစာနာမှုဆိုင်ရာအကြေတွေဟာနိုင်ငံတကာရဲ့အာရုံစိုက်မှုကိုနှောက်ယှက်ထမှန်ရရှိခဲ့ပြီးတန်တမာရေးရာတိမမှုတွေကိုပုံပုံမြင့်တက်စေခဲ့ပါတယ်။